အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Zebra Trading ရဲ့ Market Recap ပြုလုပ်ပြီးအစီအစဉ်ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့၁၇လပိုင်း၂၆ရက်နေ့မှာ Spine ETF ကိုကျွန်တော်တို့ Zebra Trading ရဲ့ Indicator တွေကိုတုံးပြီးတော့ဘယ်လို Option Scalping လုပ်သွားလဲဆိုတာကိုပြောပြပေးပါမယ်ဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့စလိုက်ကြအောင်ခင်ဗျာ ီနေ့ market မဖွင့်ခင်တည်းကကျွန်တော်တို့ဒီ secret trading ရဲ့မဟာ view ကနေပြီးတော့ attack call option တွေကိုကျွန်တော်တို့ indicator နဲ့အချက်ပေးထားတယ်။အဲ့ဒီပုံမှာကျွန်တော်တို့ secret trading ရဲ့နောက်ထပ် indicator တစ်ခုဖြစ်တဲ့ trend targets အာကျွန်တော်တို့ command နဲ့ indicator နေပြီးတော့လည်းအာဒီ price ကိုဖောက်တက်ခဲ့ရဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာထိရောက်မယ်ဆိုပြီးတော့အာကျွန်တော်တို့ target ပေးထားတယ်ပေါ့နော်။အဲ့တော့ကျွန်တော်စက်ကြည့်လိုက်ကြအောင်။ဘာဖြစ်လဲဆိုတော့ Okay ဒီနေရာမှာကျွန်တော်ပြောချင်တာကကျွန်တော်က2 minute scanner ကိုတုံးထားတယ်1 minute scanner ကိုတုံးနေကြတိုင်းမတုံးထားဘူး2 minute scanner ကိုတုံးထားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကမနက်ခင်းနေရာစဖိတ်မဲ့လူတွေကဘယ်လိုထွက်မလဲဆိုလို့ရှိရင် breakout ဖြစ်တဲ့ retest လာတာကိုစောင့်ပြီးတော့ငိုသွားခြင်းနဲ့ trend target ဘက်ကိုသွားတဲ့ဟာကိုထွက်လို့ရှိရင်ပို့ပြီးတော့ပို့အစင်ပြေပေါ့နော်ဒါမှမဟုတ်ဆိုလို့ရှိရင်အစောရ call option ဝယ်ထားဝယ်ထားပြီးလို့ရှိရင်ခြင်တာခြင်တာပြီးလို့ရှိရင်အာသူသွားမဲ့ trend target ကိုရောက်တဲ့ဆိုလို့ရှိရင်တော့ထွက်လို့ရှိရင်လည်းအစင်ပြေပေါ့နော် โอเคဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ OV 15မိနစ်စာပြီးစာရပြီပေါ့နော်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ target ရဲ့ကျွန်တော်ကျွန်တော် target number 1ကိုထိပါပြီပေါ့နော်ပန်းတိုင် number 1ကိုထိပါပြီ okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ first trade ကကျွန်တော်ဒီလုံအောင်ကိုစစဖို့ဖြစ်တယ် green ဖြစ်တဲ့ trade တခုဖြစ်မှာပေါ့နော် okay ကျွန်တော်ဒီမှာတခုပြောချင်တာကကျွန်တော်ဘယ်ထိကိုဒီ target ထိအသွားမှာလဲပေါ့ကျွန်တော်ဒီရောက်လို့ရှိရင်တစ်ခါတထုတ်လိုက်တင်လားမဟုတ်ဘူးဆိုစကင်ထားတင်လားအဲ့ဒါကတော့တောင်းတောင်းနဲ့တူမှာမဟုတ်ဘူးအဲ့တော့ကိုအဆင်ပြေသလိုအဝင်ထွက်ကိုပြုလုပ်လို့ရတယ် အာနောက်ခုကျွန်တော်တို့ခုပြောချင်တာကโอเคကျွန်တော်တို့ဒီနားမှာဆိုလို့ရှိရင် breakout ဖြစ်တဲ့ retest ဖြစ်တဲ့ point ရှိရပါတော့အဲ retest ဖြစ်တဲ့ point ကနေပြီး fill level ဆွဲလိုက်ပြီးပါရဆိုလို့ရှိရင်ကျွန်တော်တို့โอเคဒီမှာဆိုလို့ရှိရင်1.11 level ကနေပြန်ကျလာတယ်ပေါ့နော်အဲဆိုတော့အဓိကပြောချင်တာကကျွန်တော်တို့တွေအာ petty ကို target လောက်ကမှမသိဘူးဆိုရင်လူကြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာမနက်ခင်းမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ target 1အထိရထိပြီးပါရဆိုလို့ရှိရင်ကျွန်တော်ဒီနားမှာအမျက်တွေရကြမယ်လုံအောင်ကိုစိမ့်လက်နဲ့ထိတ်ဖြစ်မယ်โอเคကျွန်တော်တို့နောက်ထပ် trade တွေကိုစပီးကြည့်ရအောင်နော် โอเคဒီမှာကျွန်တော်မဟာပြောအင်ဒီကေတာနေပြီးတော့ဒီ trend လုံးဝ change နေပြီပေါ့နော် change နေပြီ UI ဆိုလို့ရှိရင် to put option ဝင်ဖို့ချက်ပေးတယ်ဒီမှာ put option ဝင်ရဲ့လူတွေလည်းလုံးဝကိုရကြမယ်ပေါ့နော်အဲကြပြီး UI ဆိုလို့ရှိရင်ကျွန်တော်တို့တကယ်လို့ကျွန်တော်ပြောချင်တာက တကယ်လို့ put option ကိုဒီနားကနေဆောက်ဝယ်ရပြီဖြစ်ဒီနားမှာဆောက်ဝယ်ရပြီဖြစ်တကယ်လို့တကယ်တကယ်လို့ထွက်ကမဲ့နေရာတွေကဘယ်လိုနေရာဖြစ်တင်လဲဆိုလို့ရှိရင်ကျွန်တော် over 15မိနစ်အနေနဲ့နားမှာသူဒီအောင်လုံးအောင်ဆက်ပြီးဖောက်သွားလားဖောက်သွားရဆိုလို့ရှိရင်အဆက်ကင်ထားလို့ရရယ်ဘယ်လိုမဟုတ်ဘဲနဲ့ဒီနားကိုပြန်လဲတက်လာနိုင်လားအချိန်လေးပေါ်ကြည့်ပြီးတော့ကျွန်တော်ဒီနားမှာဒီလိုမျိုးကန်နေရီကအာမကောင်းဆိုလို့ရှိရင်ဒီနားမှာလည်းထွက်လို့ရတယ်မဟုတ်ဘူးဆက်ကင်ထားရဆက်ကင်ထားမိရလူကြီးဆိုလို့ရှိရင်လည်းအကျွန်တော်တို့ကင်ထားမိခဲ့ရဆိုလို့ရှိရင်ဘယ်လိုလုပ်ရရလဲဆိုလို့ရှိရင်ဒီလိုလေးဆွဲလိုက်ဆွဲလိုက်ပြီးဆိုလို့ရှိရင်ဒီလိုနေရာအဓိကဖြစ်တဲ့ key point လေး တွေပဲပေါ့နော် main level တွေအဲ့လိုနေရာတွေကကိုလုံးဝဖောက်ထွက်သွားပြီဆိုတော့လုံးဝဆက်မကိုင်းသင့်တော့ဘူးဘူးဆိုလို့ရှင်တော့အကိုင်းသားမိရဆိုလို့ရှင်လည်းဒီလိုနေရာနေ reverse ပြန်လာရဲ့ခါကြလို့ရှင်ဒီနေရာမှာ contractor တူပါပြဘယ်လိုပဲပြတူလို့ထွက်သွားပြီဆိုလို့ရှင်ကျွန်တော်အရင်ကြည့်အောင်ပြန်လဲလုပ်လို့ပြန်လုပ်လို့ရတယ်ပေါ့နော် okay နောက်တစ်ခါဆိုလို့ရှိရင်လည်းကျွန်တော်တို့က ORB 15မိနစ်ရဲ့အနိုင်မှာပဲကျွန်တော်လုံးဝကိုပြန်ပြီးပြန်တက်ဖို့လုပ်တယ်ပေါ့နော်။ Okay အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီ put option ဝယ်ထားတဲ့တွေဆိုလို့ရှိရင်တော့ဒီနောက်မှာ try and try မထွက်ဘူးဆိုလို့ရှိရင်နောက်တစ်ခါပြန်ထည့်လာရင်နောက်မှာထွက်တင်တယ်ပေါ့နော်။အဲ့ဒါမှတော့အဆင်ပြေမယ်။ Okay နောက်ပြီးလို့ရှိရင်ကျွန်တော်ပြောချင်တာလဲဆိုတော့နောက်တစ်ခုကကျတော့ဒီနားမှာဆိုလို့ရှိရင် trend ကဒီတစ်ခုကိုဖောက်ဒီတစ်ခုရဲ့ဖောက်ပြင်မယ်တောက်လျှောက်ဒီ over 15မိနစ်အနည်းကိုဖောက်မယ်ဘောနော်မဖောက်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်ဘက်ကပါစဉ်းစားလိုက်ရပါစဉ်းစားလို့ရရလဲဆိုလို့ရှိရင် call option ဝင်ဖို့စဉ်းစားလို့ရရပါဘောနော် okay ဘယ်လိုနေရာမှာဝယ်မလဲအ major key level key level ဖြစ်လဲကျွန်တော်ဒီနားမှာဆွဲခဲ့ trend line လေးရှိရဲ့ဒီနားမှာ trend line လေးရှိရဲ့ဒီ trend line ကိုဖောက်တဲ့အခါမှာဝင်ဝင်မဟုတ်ဘူးဆိုလို့ရှိရင်ဒီနားမှာဆိုလို့ကျွန်တော် call ဒီ trend ကတခြားဘက်ကိုပြောင်းတော့မယ်ဆိုပြီးကျွန်တော် indicator အချက်ပေးထားတယ် โอเคဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကျွန်တော်တို့ indicator ကနေပြီးတော့ call option ဝယ်ဖို့စပြီးချက်ပြီးနေပြီအဲ့တော့ call option ဝယ်မယ်လို့ဒီနေရာမှာစပြီးဝယ်မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ပေါ့နော်โอเคသူက over 15မိနစ်ရဲ့အမြင့်ကိုရောက်တာနဲ့ပြန်ပြီးပြန်ပြီးတော့ပြန်ပြီးလှည့်ထွက်လာတယ်တကယ်လို့မိတ်ဆွေရတာအာဒီအခုဒီအခုကျွန်တော် recap video ကြည့်နေတဲ့လူတွေကကျွန်တော်ပြောနေကြတဲ့အတိုင်းပဲဒီ trend က change သွားတယ်โอเค breakout ဖြစ်တဲ့ဒီ ठी ကို call option ဝယ်ပြီးတော့စားလို့လည်းရရတယ်เนาะတကယ်လို့မဟုတ်ဘူး breakout ဖြစ်တဲ့ retest လာပြီးတော့မှကျွန်တော်တို့ဝယ်လူရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ retest လာ retest လာရေးလာပြီးတော့မှဝယ်လူဆိုလို့ရှိရင်ဒီ pan nine နှစ်ကျွန်တော် target level 2ကိုပေါ့เนาะ it ကိုစောင့်ပြီးဝယ်မဲ့လူဆိုလို့ရှိရင်လည်း breakout retest အဲ့ဒါဆိုလို့ရှိရင်တော့လုံးဝတေးအာပို့ပြီးတော့ win rate ကများနိုင်တယ်ပေါ့เนาะအဲကျွန်တော်ပြောချင်တာကတကယ်လို့ sorry ကျွန်တော်အာ အင်ဒီကီတာနေပြီးတော့ကော့အော်ရှင်ဝယ်ဖို့အချက်ပေးတွေကဝယ်ထားရလေဆိုလို့ရှိရင်လည်းအဆင်ပြေတယ်မဟုတ်ဘူးဆိုလို့ရှိရင်လည်းအိုကေ ORV 15မိနစ်အထိကိုပဲငါတော့ကင်ထားလိုက်မယ်အပြီးလို့ရှိရင်ဒီနောက်မှရောင်းမယ်ဒီ redux ပြန်လာရဲ့ point ပေါ်မှာဒီ redux နေရာတစ်ခါပြောင်းဝင်မယ်ဆိုလို့ဆိုလို့ရှိရင်လည်းနှစ်ခါနှစ်ခါစားမယ်လို့ဆိုလို့ရှိရင်လည်းနှစ်ခါစားလို့ရတယ်ပေါ့နော်အဓိကပြောချင်တာကျွန်တော်အနေနဲ့ကတော့ကျွန်တော် breakout ဖြစ်တဲ့ features ဖြစ်တဲ့အဲ့လိုအဲ့လိုဟာတွေ trade တယ်ပေါ့နော်โอเคကျွန်တော်ပြောချင်တာလေးဆက်ကြည့်လိုက်အောင် โอเคဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့17နာရီမိနစ်20မှာဆိုလို့ရှိရင်ကျွန်တော်တို့အာဈေးကွက် trading indicator တခုဖြစ်တဲ့ target trend commanding indicator နေပြီး indicator ရဲ့ buy night နှစ်ကိုထိပါပြီပေါ့နော် target level 2ပေါ့ level 2ကိုထိပါပြီအာ target အမှတ်နှစ်ကိုထိပါပြီဆိုတော့ကျွန်တော်တို့ဒီနားမှာဆိုလို့ရှိရင်ကျွန်တော်တို့အာဒီအကြမှာဆိုလို့ရှိရင်တစ်ခါဝယ်လို့ရှိရင်တစ်ခါရမယ်ဒီမှာဆိုလို့ရှိရင်တစ်ခါရမယ်နှစ်ခါ ပြီးသွားဆိုလို့ရှိရင်မနက်အစောကြီးကနေပြီးကျွန်တော်တို့ညမှာ call option ပေးထားလို့ကျွန်တော်တို့ target level 1ကိုထိရဲ target ပန်းတိုင်းတစ်ခုတစ်ခါထိရဲအထိကိုဝယ်ရလူတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ရေအာ၃ငါလောက်ခါတဲ့ပဆိုင်ရနေဖြစ်ဖြစ်တယ်ပေါ့နော် Okay ဆက်ကြည့်ရအောင်โอเคကျွန်တော်တို့ ျွန်တော်တို့ပြီးတော့ရေးဆိုလို့ရှိရင်ကျွန်တော် target level 2ကိုထိပွားပြီးဆိုလို့ရှိရင်နောက်ထပ်ဒီအပေါ်မှာဆိုလို့ရှိရင်တော့ပြန်ကြလာရပါတော့ကျွန်တော်ကအဓိကကကျွန်တော် manner key မဲ့ trade တာဗျာ7ခွဲလောက်ထိပဲ trade တာ7ခွဲနောက်ပိုင်းတော့ကျွန်တော်စက်ပြီး trade လေးမရှိဘူးเนาะဒါပေမဲ့ဒီနေ့ဆိုရင်ကျွန်တော်လုံးဝမ trade ဘူးဘာလို့ဆိုလို့ရှိရင် အာအကြောင်းအရာတစ်ခုချို့အကြောင်းအရာလေးရှိလို့ကျွန်တော်မဖိတ်ဖြစ်ဘူးเนาะโอเคအဲ့ဒါတော့ထားလိုက်ပါတော့အဓိကဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ဒီနားမှာဖြစ်ခဲ့တဲ့ကျွန်တော်တို့ရဲ့ supply ဆုံးအကြောင်းပြောချင်တာပါเนาะကျွန်တော် resistant level တစ်ခုရှိရဲ့အဲ့ resistant level ကနေသူပြန်ကျလာတယ်ဒီ resistant level ကိုတစ်ခါတစ်တိရဲ့ပြီးလို့ရှိရင်နောက်တစ်ခါတစ်ပြန်ပြီးတော့ကျလာတယ်အဲ့ဒီ resistant level ကိုမကျော်နိုင်နဲ့မကျော်နိုင်နဲ့ပုံစံကဘယ်လောက်ထိအောင်ဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အာတညက်နေကင်းလုံးထိကိုမကျော်နိုင်ဘူးအဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ရဲ့အာ indicator ရေးသုံးတဲ့လူတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ VIP group မှာရှိတဲ့လူတွေပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့အာ support နဲ့ resistance level တက်မှတ်အဲ့ဒါကိုဆွဲထားတင်တယ်ပြီးသွားပြီဆိုလို့ရှိရင် supply နဲ့ demand level ပေါ့နော်အဲ့ဒါကိုကျွန်တော်ဆွဲထားတင်တယ်အဲ့ဒါမှာတော့ကျွန်တော် trading လုပ်တဲ့အခါအဆင်ပြေမယ် okay ကျွန်တော်ပြောချင်တဲ့ဟာကိုဒီ video လေးမြန်မြန်လေးအဆုံးသတ်ချင်တော့ကျွန်တော်ပြောချင်တဲ့အသေးပဲကိုလိုက်ပြီးကြည့်လိုက်ကြအောင် okay ကျွန်တော်တို့ဒီ supply zone ကိုရောက်တော့တဲ့အခါသူတစ်ခါပြန်ကြရဲ supply zone ကိုထိရတဲ့အခါပြန်ကြရဲ foreigner တွေပြန်ကြရဲတညက်နေခင်းလုံးလဲအဲ့တိုင်းပဲ ဒီ supply zone ကျွန်တော်တို့အာလုံးဝ resistant level ကိုထိရနေလို့သူပြန်ကြထိတယ်ဒီခါလေးသူပြန်ကြမယ်ကြည့်ကြအောင်နော်လုံးဝတညနေလုံးအလိုသွားတာပေါ့နော်โอเคဒါဆိုလို့ရှင်တော့ကျွန်တော်တို့ဒီ line အခွဲမှာ trade ပြီးွားပြီ trade ပြီးွားတဲ့အခါမှာလုံးဝဒီထိပဲပေါ့နော်ဒီ trade ကတော့ဒီနေ့ထိကတော့ကျွန်တော်ပြောချင်တာကဘာဖြစ်လဲဆိုလို့ရှင်ဒီနောက်မှာဆိုလို့ရှင်တော့ကျွန်တော် indicator ပြီးလို့ call option ဝင်မယ်လို့လည်းဝယ်လို့ရတယ်ကျွန်တော်ဘယ်ဒီစားဘယ်ဒီ တက်ကတ်ထားလို့ရလဲပဲဒီစားလို့ရလဲဆိုလို့ရှိရင်ဒီ supply zone တာဒီပေါ့နော်ဒီနောက်မှာဆိုလို့ရှိရင် supply zone ကအရင်ကတည်းကအတွက်ဒီ call option ကတော့မဝယ်သင့်ဘူးဒါကိုလည်းအဓိကပြောချင်တယ်ကျွန်တော်တို့ဒီ attack ကျွန်တော် call option ဝယ်ဖို့အချက်ပေးထားပြီးမြဲလဲမဝင်သေးဘူးလဲဆိုလို့ရှိရင်ဒီ supply zone ကိုတကယ်တကယ်လို့ဒီနေရာဖောက်ထွက်မယ်ဆိုလို့ရှိရင်တော့ supply zone ကိုဖောက် supply zone က retest ပြန်လာပြီးတော့မှကျွန်တော်သွားမယ် bullish run ဝယ်သင့်တယ်ပေါ့နော်အာအဓိကပြောချင်တာဘာဖြစ်လဲဆိုရင်ကျွန်တော်တို့ major level ဖြစ်တဲ့ support level system level တွေ supply demand zone တွေနေရာမှာရောက်နေဆိုလို့ရှိရင် ကျွန်တော်တို့ဒီ go option ပဲဝယ်ဖို့ပြည့် put option ပဲဝယ်ဖို့ပြည့်စဉ်းစားပါတော့เนาะကျွန်တော်ဒီအာကျွန်တော် supply ဆောင်ကနေပြီးတော့ပြန်ပြီးရ put option solution ကိုကျွန်တော်ရရဲကြီးဝင်လို့ရတယ်ဒီမှာ put option ဝယ်ဖို့အချက်ပေးတယ်ဒီနေရာမှာလုံးဝမျက်စိနေပြီးဝင်လို့ရတယ်ပေါ့เนาะ okay ဒီနောက်မှာအသက်ပေးထားရတဲ့ solution တော့အသက် go option ဝယ်ဖို့ပေးထားတဲ့ solution တော့လုံးဝစဉ်းစားတဲ့နေဘာလို့ဆိုလို့ရှိရင် major level major key zone နေ major zone area ဖြစ်တဲ့ကျွန်တော်ဒီ supply ဆောင်မှာရောက်နေ resistance level ကြီးမှာရောက်နေတယ်အဲ့ဒါကိုကျွန်တော်တို့အနေနဲ့ go option ဝယ်ဖို့ကတော့ဒီကောင်ကို chop ပြီးတော့ breakout ဖြစ်ပြီးတော့ retest လာပြီးမှဝယ်တာလုံးဝကို safe ဖြစ်ပြီး ော့ကိုယ့်အတွက်ပတ်စံအမြတ်ကြံနိုင်မှာ trade ဖြစ်တယ်ပေါ့နော်အဓိကအဲ့ဒါပြောချင်တာပြီးသွား solution ဒီနောက်မှာ call option ဝယ်ဖို့ပေးရတဲ့ solution နဲ့ကျွန်တော်ဝယ်လို့ရရ breakout ဖြစ်တဲ့ reverse line ပြီးလို့ရှိရင်ဒီ supply zone တိကျတခါတက်သွားရပေါ့နော် okay ကျွန်တော်ပြောချင်တာကတော့ဒီလောက်ပါပဲကျွန်တော်နဲ့အတူတူ live trade channel ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Discord channel ကို join လို့ရပါတယ် Discord channel ကို join မှုအတွက်ကိုဒီ video လေးရဲ့အာကျွန်တော် caption မှာ link ပေးထားပါမယ်ဒီ link ကလည်းစင်ကျွန်တော်စီရဲ့ Discord ကိုလာပြီးလာ join လို့ရပါတယ်။ကျွန်တော်အနေနဲ့လည်း Facebook နဲ့ YouTube မှာကျွန်တော်တို့နေ့စဉ် live trading ကိုသင်ပေးနေပါတယ်။ဒါပေမဲ့မဖြစ်လဲဆိုလို့ရှိရင်ဒီ live trading တွေကိုကြည့်ပြီးတော့ call option တွေ put option တွေတိုက်ပြီးမွေးကြပါနဲ့။ဘာလို့လဲဆိုလို့ရှိရင် Facebook နဲ့ YouTube ကအာအနည်းဆုံးစက္ကစက္ကတော့မဟုတ်ဆိုလို့ရှိရင်စက္ကန့်20လောက်တော့ delay ဖြစ်တယ်ဗျ။ delay ဖြစ်တယ်ဆိုတော့အဲ့ရနေပြီးတော့ call option နဲ့ put option တွေ live ဝယ်လိုက်လို့ငွေကြေးဆုံးရှုံးမှုတွေဖြစ်သွားနိုင်တယ်။အဲ့တော့အာကျွန်တော်တို့ ရဲ့တင်ပေးနေရဲ့ဗီဒီယိုရေကျတော့ပညာပေးအနေနဲ့ပဲကြည့်ကျွန်တော်တို့ဘလို့ဝင်လဲဘလို့ထွက်လဲဆိုတာကိုပဲပညာပေးအနေနဲ့ကြည့်ကြပြီးတော့တကယ်လို့ကျွန်တော်တို့ရဲ့ဒီဒီယို live trade channel လုံးဝ delay မဖြစ်ပဲ live trade channel ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Discord channel ကိုလာပြီး join လို့ရပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်နောက်ထပ် recap video တွေမှာပြန်လည်တွေ့ရှိပါမယ်ခင်ဗျာ bye bye